Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဂျပန်ကုမ္ပဏီ Yamada ကလူရည်ချိုးဆက်ရောင်းချမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အိမ်သုံးလျက်စစ်ပစ္စည်းအယောင်ဆိုင် Yamada Holding ကုမ္ပဏီကဂျပန်နိုင်ငံအနောက်ပိုင်းအိုဆာကာမြို့မှာကျင်းပခဲ့တဲ့ကမ္ဘာကုန်စည်ပွဲမှာတော့လူစိတ်ဝင်စားမှုများခဲ့တဲ့လူရည်ချိုးဆက်ကိုတိုကျိုမြို့ Ikebukuro ရပ်ကွက်ကသူရဲ့ပင်မအယောင်ဆိုင်မှာရောင်းချသွားမယ်လို့ပြောကြားလိုက်ပါတယ် ဒီလူရေချိုးဆက်ရဲ့တရုတ်ပြဆက်ပုံစံငယ်တစ်ခုကိုတော့ဒီဇင်ဘာလ25ရက်နေ့ကစပြီးတော့စိုင်းမာပြသထားမှဖြစ်တယ်လို့မျိုးကိုရိုင်းစမ်းသပ်အုံပြုနိုင်မဲ့နေရာတစ်ခုလဲပါဝင်မယ်လို့ယာမာဒါဟိုးလ်ဒင်းကဗိုလ်တော်ဦးနေမှာပြောကြားပါဗျ။ကုမ္ပဏီအနေနဲ့ဒီပစ္စည်းကိုဘယ်တော့စတင်ရောင်းချမယ်ဆိုတာကိုတော့မဆုံးဖြတ်ရသေးပါဘူး။ဈေးနှုန်းကတော့ဂျပန်ယန်တန်60လောက်မြန်မာငွေ3000ကျော်လောက်ရှိမယ်လို့ခန့်မှန်းထားပါဗျ။အဲ့ဒီလူရေချိုးဆက်ကဘူပေါင်းအသေးစားလေးတွေထုတ်ပေးတဲ့ဒီပညာ၃ဂုံတွေထုတ်လုပ်တဲ့ ိုဆာကအခြေစိုက်ဆိုင်းယံကုမ္ပဏီကနေတီထွင်ထားတာလည်းဖြစ်ပါတယ်။နှစ်တသမာ3မီတာရှိတဲ့ဆေးတောင်ပုံစံဆက်ထဲမှာဝင်လှဲလိုက်ရုံနဲ့ရေချိုးသူကိုမိုက်ခရိုဘက်ဘယ်တွေရေမုံရေမွားတွေနဲ့စေကျော်ပေးမှဖြစ်ပြီးတော့အချောက်ခံတာအပါအဝင် လုပ်ငန်းစဉ်တစ်ခုလုံးကို15မိနစ်လောက်နဲ့ပြီးစီးစေမှဖြစ်ပါတယ်။အသုံးပြုနေချိန်မှာအာယုံခံကိရိယာတွေကရေချိုးသူရဲ့ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးမှဖြစ်ပြီးဆက်ကနေပြီးတော့စိတ်ပြေလက်ပြောက်ဖြစ်စေမဲ့ပုံရိပ်တွေနဲ့ဂီတဇန်တွေကိုလည်းထုတ်လွှင့်ပေးမှဖြစ်ပါတယ်။ တော့ပြီးခဲ့တဲ့အော်တိုဘာလကပြီးဆုံးခဲ့တဲ့ Xbox ပွဲမှာအဲ့ဒီရေချိုးဆက်ကိုစမ်းသပ်ဖို့ရှောက်ထားသူဥယေဟာ၄000ကျော်တောင် ရှိခဲ့ပါတယ်။ Xbox ပွဲကိုမလာရောက်နိုင်တဲ့သူတွေကိုလည်းပဲဒီနည်းပညာကိုလက်တွေ့ခံစားဘူးစေချင်ပါတယ်လို့စိုင်းရန်ဥက္ကဋ္ဌဖြစ်တဲ့ဆာဇူရာကီအာရူရာမာကဗုဒ္ဓဦးနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့ဂျပန်ကုမ္ပဏီယာမာဒါကလူရချိုးဆက်ရောင်းချမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ